ခုတင်ဆက်ပေးမယ့်သတင်းကတော့အိန္ဒိယမှာနေထိုင်တဲ့ဘင်္ဂလားဒေ့ရှ်နေဖွားများကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်ပို့နေတဲ့သတင်းမှဖြစ်ပါတယ်။အိန္ဒိယနိုင်ငံအတွင်းမှာကာလာရှင်နေထိုင်ခဲ့ကြတဲ့ဘင်္ဂလားဒေ့ရှ်နေဖွားတွေကိုပါအိန္ဒိယနိုင်ငံကဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုပြန်လည်ပို့ဆောင်မှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့အာတန်ပြည်နယ်ထဲမှာနေထိုင်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုစစ်ဆေးပြီးတော့ယာယီစကန်တစ်ခုမှစုစည်းထားရှိတာတွေတွေ့မြင်လောက်ဆောင်ခဲ့တယ်လို့စုဆောင်ထားသူတွေကိုလည်းပြန်လည်ဝင်ရောက်ဖို့အတွက်ပြည်အားပေးစေလိုခဲ့မှုတွေရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုပြန်ပို့ခင်ရတဲ့သူတွေဟာအိန္ဒိယနိုင်ငံတွေမှာအချိန်ကာလတစ်ခုထိနေထိုင်ခဲ့သူတွေဖြစ်တာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလို့ပြသနိုင်မယ့်အထောက်အထားမျိုးလည်းမရှိတာကြောင့်နှစ်နိုင်ငံတွေဆက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ပြန်ပို့ခင်ရတဲ့သူတွေကြားမှာအရှင်းများမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အိန္ဒိယဘက်ကပြန်ပို့နေသူတွေထဲမှာအိန္ဒိယနိုင်ငံတွေမှာမူဖောက်ခဲ့တဲ့သူတွေလည်းပါဝင်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ငင်းကြောင်ဝါပေးပို့လာပါဗျ။